အားလုံးပဲမင်္ဂလာပါရှင်စောစောမြန်မာ channel မှာကြိုဆိုပါတယ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့နဂါးနီမေရော်ကြီးရဲ့အဆက်အွယ်ပဌာန်းစာများအကြောင်းပဲဖြစ်ပါတယ်နဂါးနီမေရော်ကြီးရဲ့အဆက်အွယ်များသည်မိတ္တအားကောင်းသောသူများဖြစ်လို့အယောင်လွင်လွင်များထက်တောက်ပသောအနေအောင်အားဝစ်စင်သုံးဆောင်ရတာသဘောကျတတ်ပါတယ်စိတ်ကအမှားမခံသူများဖြစ်လို့ဝမ်းတွင်းပညာတဲ့လား စိတ်ကပြောလိုက်တဲ့အရာများကအမှန်ဖြစ်လာတတ်ပါတယ်။အရာရာကိုပြတ်သားတတ်ကြပြီးတွေးဟမဖြစ်ပဲသုံးဖြတ်ချက်ချနိုင်သူများလည်းဖြစ်ပါတယ်။ဘာသာရေးနဲ့အလှူဒန်းကောင်းစွာလှုပ်ဆောင်နိုင်သူများဖြစ်တော်လဲစိတ်မပါရင်လေတောင်မရှူကျင်သူများဖြစ်ပါတယ်။အစိတ်နဲ့ပတ်သက်ရင်ဝေဒနာကင်းလွတ်ကြပြီးအစိတ်ရှိသောတတ္တဝါများရဲ့အန္တရာယ်လည်းကင်းလွတ်နိုင်ကြပါတယ်။စိတ်တို့ဒေါသထွက်ရင်မျက်လုံးအယောင်ပြမှုများလည်းဖြစ်ပေါ်တတ်ပါတယ်။ နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ပူတာရကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့တော့ Channel ကို Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။ Notify Bell နဲ့နှိပ်ပေးဖို့တောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။